ားလုံးပဲမင်္ဂလာပါရှင်။မြချနာတင်ကြနေရေးဇွန်လ18ရက်နေ့ review session ကိုတက်ဆက်ပြတော်မှာဖြစ်ပါတယ်။မကောင်မျိုးအဝင်ထက်မှရှိတဲ့စစ်ကောင်စီဂိတ်တွေမှာလိုင်စမဲ့ကားတွေကိုဖမ်းဆီးနေတာကြောင့်တရားခဏတွေတွားရေးလာရဲ့အခက်ကြုံနေရပါတယ်။ဒေါ်ဆန်းစုကြည်နေနိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုချွင်းချက်မရှိအမြန်ဆုံးပြတ်လုပေးဖို့ပြည်နယ်နဲ့ Federal Union လူတော်တွေကသဘောထားထုတ်ပြန်ပါတယ်။ငလင်ကြောက်ပြောက်ဆုံးသူ53ယောက်ပဲကျန်တော့တယ်လို့စစ်ကောင်စီကထုတ်ပြန်လိုက်ပါတယ်။စားရိတ်တရဏီကိုတင်ဆက်ပေးရမှာပါ။ကျမတို့အစီအစဉ်တက်ဆက်သူမိုင်းနေဖြစ်ပါတယ်။ မကုံမြို့အဝင်တမရှိတဲ့စစ်ကောင်စီကတွေမှာလိုင်စင်မဲ့ကားတွေကိုဖမ်းဆီးနေတာကြောင့်ဒေသခံတွေတွားရေးလိုက်ရဲ့အခက်ကြုံနေရတယ်လို့သိရပါတယ်။ဆက်ဆိုင်ကတင်ဆက်ပေးမှာပါ။စစ်ကောင်စီကလိုင်စင်မဲ့ကားတွေကိုမိုးကောင်းမြို့အဝင်ထွက်မှရှိတဲ့သူတို့ခိနေရမှာတင်ဖမ်းဆီးနေတာသုံးပတ်လောက်ရှိလာပြီဖြစ်တယ်လို့မိုးကောင်းမြို့ခံတူကမြင်းချနာတဲ့င်းချာနယ်ကိုပြောပါရယ်မြို့ထဲကလမ်းစုံလောင်းခွနေရာတွေမှာဖမ်းတာမျိုးမဟုတ်ပဲခိနေရမှာဖမ်းဆီးနေတာဖြစ်ပြီးတော့ဒေသခံတွေတွားရေးလာရေးအခက်ကြုံနေရတယ်လို့ဆိုပါရယ် လိုင်စင်မဲ့ကားတွေကိုဂိတ်မှာဖမ်းဆီးတဲ့အပြင်ညဘက်ဆွေမိုးကောင်းမြို့တဲခိုရိတ်သားတွေမှာခရီးသွားလာရင်ခဏတဖြုတ်လာရောက်တဲခိုတဲ့ကားတွေကိုပါလိုက်တံဖမ်းဆီးတာတွေလှုပ်ဆောင်နေရလို့ဆိုပါရယ်ဖမ်းဆီးခံရတဲ့ကားတွေထဲကားကောင်းတွေပိုများပြီးတော့ပြန်ရွေးယူနိုင်တာမရှိဘူးလို့ကြားသိရကြောင်းလဲဆိုပါရယ်ဒါအပြင်တိတ်မကောင်းတဲ့ကားတွေဆိုရင်တော့နားလည်မှုယူပြီးပြန်လွတ်ပေးတာရှိရလို့လည်းသိရပါရယ် စကောင်စီဂိတ်ထိုင်ထားတဲ့မြို့အဝင်ထွက်နေရာတွေမှာအရင်ကတော့လိုင်စင်မဲ့ကားတွေကိုဖမ်းတာမျိုးမရှိဘဲဖြတ်သွားဖြတ်လာကားတွေကိုသူတို့စိတ်ကြိုက်သတ်မှတ်တဲ့ငွေတောင်းခံပြီးတွာလာလို့ရခဲ့လို့သိရပါဗျ။လက်တလုံးမှာတော့ကားတွေကိုအဓိကထားဖမ်းဆီးနေတာဖြစ်ပေမဲ့လက်ရှိဖြေဆိုနေတဲ့ဆန္ဒတန်းစာမီပွဲဆန္ဒတန်းအစားထိုးစာမီပွဲပြီးနောက်မှာတော့လိုင်စင်မဲ့ဆိုင်ကယ်တွေကိုလည်းဖမ်းဆီးလာမဲ့တဲ့တွေနဲ့ကြားနေရတယ်လို့ဆိုပါတယ်။ စစ်ကောင်စီဟာလိုင်စင်မဲ့ယာဉ်တွေကိုမိုးကောင်းမြို့မှာတမကအချင်းပြည်နယ်အမျိုးအများစုမှာဖမ်းဆီးနေရဖြစ်ပြီးဇွန်လ3ပိုင်းကနေစတင်လှောက်ဆောင်လာတာဖြစ်ပါတယ်ပီတူလူသူအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရတွေကိုပေးဖို့ချန်နယ်ဆိုရင်တော့မချနာသတင်းချန်နယ်ရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်09956 333 313ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ် ငလင်းချောင်းပြုတ်ဆုံးသူ53ဦးပဲဂျန်နော်ရီလို့စစ်ကောင်စီအထုတ်ပြန်လိုက်ပါတယ်။နမမြတ်နေရာတည်ဆက်ပေးမှာပါ။မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလုခတ်သွားတဲ့ငလင်းချောင်းပြုတ်ဆုံးသူ53ဦးပဲဂျန်တော်ရီလို့စစ်ကောင်စီကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်အရငလင်ကြောင်းတိတ်ဆုံးသူ3953ဦးနဲ့ဒဏ်ရာရရှိသူ9304ဦးရှိတယ်လို့လည်းသိရပါတယ်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရတော့ပြောကြသွားတဲ့မန္တလေးမြို့စကိုင်းဗီလာအဆောက်ဦးထဲကနေအခုဇွန်လထဲမှာပဲကလေးအမျိုးသမီးအမျိုးသားစုစုပေါင်းအလောင်း15လောင်းထုတ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်အခုစည်ရင်တွေမထုတ်ပြန်ခင်ပြီးခဲ့တဲ့မေလတရက်နေ့တုန်းကလည်းငလင်ကြောင်တေဆုံးသူ3835ဦးရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ခဲ့ပူပါတယ် ဒါပေမဲ့နောက်ရက်တွေမှာတိတ်ဆုံးသူအရေးအတွက်ကိုတဖြည်းဖြည်းပြန်ရုပ်ပြီးပေါ်ပြလာခဲ့တာပါအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကတော့ငလင်းချောင်းတိတ်ဆုံးသူထိခိုက်သူနဲ့ပျောက်ဆုံးသူစည်ရင်းကိုဧပြီလ20ရက်နေ့နေ့စွဲနဲ့နောက်ဆုံးထုတ်ပြန်ထားပါတယ် အင်ဂျူရဲ့ထုတ်ပြန်ချက်မှာတော့ငလင်ကြောင့်ဒေဆုံးသူအယောက်4200ထိခိုက်သူ3683ဦးနဲ့ဒေဆုံးသူအယောက်4200ထိခိုက်သူ3683ဦးနဲ့ပျောက်ဆုံးသူ352ဦးရှိတယ်လို့ဖော်ပြထားပါတယ်ကပပံကတော့ငလင်ကြောင်လူပေါင်း18တန်းကျော်ထိခိုက်ခဲ့ပြီးကိုတန်းလောက်ကတော့ငလင်တန်းကိုအပြင်းထန်ခံစားရတယ်လို့ဇွန်လ12ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ် တောင်ဆန်းစုကြည်နေနိုင်ငံရဲ့အကျဉ်းသားတွေအားလုံးကိုခြွင်ချက်မရှိအမြန်ဆုံးပြန်လုပ်ပေးဖို့ပြည်နယ်နဲ့ Federal Union လို့တော်တွေကသဘောထားထုတ်ပြန်လိုက်ပါတယ်။သူစားကတင်ဆက်ပေးမှာပါ။ငင်းချန်ရဲ့ Novel Solution တောင်ဆန်းစုကြည်နဲ့နိုင်ငံရဲ့အကျဉ်းသားတွေအားလုံးကိုခြွင်ချက်မရှိအမြန်ဆုံးလုပ်ပေးဖို့ပြည်နယ်နဲ့ Federal Union လို့တော်တွေကလူထုကောင်ဆောင်တောင်ဆန်းစုကြည်အသက်80ပြည့်မွေးတဲ့အထင်အမှတ်ပူးတွဲသဘောထားကြေညာချက်မှာဖော်ပြချပါတယ်။ 2020ခုနှစ်ကစစ်ကောင်စီအာဏာသိမ်းပြီးဥပဒေမဲ့လိုရက်တွေကြောင့်ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်စားပြုနေတဲ့နိုင်ငံနဲ့နိုင်ငံတူနိုင်ငံသားတွေဟာအထွေထွေအချက်အတီးကိုအဆိုးဝါးဆိုးရင်ဆိုင်နေရပြီးတော့အနာဂတ်မှာလည်းမတိချမရေရာမှုတွေနဲ့အလွန်ဆိုးရင်ရတဲ့အခြေအနေကိုရောက်ရှိနေတယ်လို့ဆိုပါတယ်။ ဒီမိုကရေစီရှင်တန်ရင်းနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်တန်ရင်းသားခေါင်းဆောင်တွေအပါအဝင်အလုံးသဘောတူတဲ့နိုင်ငံရေးအခွင့်အရေးတစ်ခုကို မဖြစ်မနေအခါအခြေဆောင်ရွက်ဖို့လို့ဦးတွဲသဘောထားကြေညာချက်မှာပေါ်ပြချပါရယ် နိုင်ငံရေးအခင်အကျင်းတွေပေါ်ဆောင်နိုင်ဖို့အခြေခံအကြဆုံးကမ္ဘာရင်းချမ်းရဲ့နိုဗယ်ဆုရှင်လူထုကောင်းဆောင်သောဆန်းစုကြည်နဲ့နိုင်ငံရေးအကျင်းသားများအလုံးကိုချွင်းချက်မရှိအမြန်ဆုံးလူပေးဖို့တင်ကြီးတင်ရွတ်တဲ့တောင်းဆိုထားပါတယ်။အာနာတင်းပြည်နောက်2025ခုနှစ်ဇွန်လ16ရက်နေ့အထိမတရားဖမ်းဆီးထိန်းသိမ်းခံရသူ2983ရောက်ရှိခဲ့ပြီးအဲ့ဒီခြေက2133ရောက်ဖမ်းဆီးထိန်းသိမ်းခံထားရစေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတပတ်အတွင်းကိုဗစ်လူနာတက်52ရောက်ထပ်တွေ့ရလို့စစ်ကောင်စီရဲ့ဂျမိုင်းဝန်ကြီးဌာနကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။ဇွန်လ10ရက်နေ့ညကနေဇွန်လ15ရက်နေ့ညအထိတက်ခွဲနမူနာစုစုပေါင်း2154ခုကိုစစ်ဆေးတဲ့အချိန်လူနာတက်တွေကိုထပ်မံတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ မေလာတတိယပတ်တုံးကတော့ကိုဗစ်ရှိတဲ့သူ6ရောက်ကိုတွေ့ခဲ့တာကနေတဖြည်းဖြည်းတိုးလာပြီးရဲ့နောက်ဒီတစ်ပတ်မှာတော့ပိုးသွေးသူအရေအထွန်း52ရောက်အထိဖြစ်လာတာပါစေုံစီကတော့အသက်ရှူလန်းကြောင်းဆိုင်ရာယောဂလက္ခဏာတွေဖြစ်တဲ့ဖြားတာ၊နာစီတာ၊နာချီတာ၊ချောင်းဆိုးတာ၊လေဝင်းနာတာစတဲ့လက္ခဏာရှိတဲ့သူတွေအနေနဲ့လူထုတဲ့နေရာတွေကိုသွားတာကနေရှောင်ကျဉ်ကြဖို့ကိုလည်းထုတ်ပြန်ချပါရစေ။ ။ကြားပင်လူထုတက်တဲ့နေရာတွေကိုမဖြစ်မနေသွားမယ့်ဆိုရင်ပစံနဲ့နှာခေါင်းစီးမတ်စ်ကိုစနစ်တကျသတ်ဆင်ဖို့လိမ့်သိသွန်ထားပါရယ်။စစ်ကောင်စီရဲ့ဂျမားယုံကြည်ဌာနအနေနဲ့ကတော့ယောဂကုသခံရရင်ယောဂပြင်သစ်နိုင်ခြင်းနဲ့အသက်ဆုံးရှုံးနိုင်ခြင်းမြင့်မားတဲ့သူတွေကိုယောဂသက်ဆောင်ကောက်ွယ်ဆေးကိုကုစားပေးအနေနဲ့ထုံနှံပေးတော်မယ်လို့ဆိုပါရယ်။ ဆေးထိုးရမယ့်သူတွေကတော့အသက်အရွယ်ကြီးသူတွေ၊စီတိုယောဂါ၊နာတာရှည်အဆုတ်ယောဂါ၊ကင်ဆာယောဂါရှိသူတွေကိုဝန်ဆောင်မိခွန်းနဲ့ဖြစ်တယ်လို့သိရပါတယ်။စကောက်စီကတော့မြန်မာနိုင်ငံမှာကိုဗစ်စတင်ကူးစက်ချိန်ကနေအခုနှစ်ဇွန်လ9ရက်နေ့အထိကိုဗစ်ဖြစ်ပေါ်သူ6သိန်းခွဲနီးပါးနဲ့သေဆုံးသူ2000နီးပါးရှိခဲ့တယ်လို့ထုတ်ပြန်ချပါတယ်။အစ်တဲကာလာတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုကြိုးစားနိုင်မယ့် self care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်။ လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်ဝန်မှာထိခိုက်နှံ့မှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မဲ့နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာအ திக ကြုံရလေးရှိတာကစိုးရိမ်တော်ကားတွေဖြစ်ပါတယ်။ ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းနေကြောင်းပူပန်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီဆိုရင်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။တမိမိရဲ့ခန်းစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုရင်ဖွင့်ပြောဆိုတာကိုယ့်ရဲ့ခန်းစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။ နှင့်လက်ရှိဖြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထီးအတွေ့မြင်ကွင်းတွေကိုဂီယူဒီဇိုင်းအာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်။၃မိမိကိုစိတ်သက်သာရရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာအကြည်ဆွဲတာအယောင်ချဲတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာဓမ္မရေးနဲ့စိတ်ပိုင်းဆိုင်ရာဓမ္မရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုခရူးဆိုင်ပေးဖို့လိုအပ်ပါတယ်။လေးအိတ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိတ်ချိန်ပြပြဝဝဖြစ်အောင်အိတ်ဆက်အနာယူဖို့အိတ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။ငါဒီချိန်မှာစားချင်တောက်ချင်စိတ်တွေညှောနေနေနိုင်ပြီမယ်ရေတက်ပြေဝအောင်အာဟာရပြေဝအောင်စားတောက်ဖို့လိုအပ်ပါတယ်။၆ ကိုလတ်လှောက်ရှာမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာ အကျော့ရှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စေချင်ပါတယ်။ ခနဲ့ဆိုရှယ်မီဒီယာကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလိုဆိုရှယ်မီဒီယာကသတင်းအမှားတွေပုံရိပ်တွေက ကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ရှင်းကိုဝါသနာပါတဲ့အရာတွေကိုယ့်ကိုစိတ်ပျော်ရွှင်စေမဲ့အရာတွေဥပမာတချင်နာထောင်နာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကို ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်။ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကျမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်အနေနဲ့လည်းစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်တာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရစေဝါသုံးဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။ဆက်တဲ့ကိုယ်ရရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာ အကူအညီတွေရယူတာ၊ counseling ယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ ဆက်နှစ်ဒီကာလမှာကိုမလုတ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင် ကိုလုတ်နိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာယုံဆိုင်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်ကျွန်တော်တရင်ချန်နေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတောက်ကြနေအထိ ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဒီချနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။